မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလင်ပေးအနေနဲ့ပတ်သက်ပြီးလိုအပ်တဲ့ကုညီမှုတွေကိုဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကပြောပါရယ်မြန်မာနိုင်ငံမှာမလ28ရက်မိုးလယ်7:30မိနစ်50ခန်းက မန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်မီတာ20ခန့်အကွာကိုဗဟိုပြုပြီးငလင်ပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်မြန်မာနိုင်ငံအတွင်းထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့မှုတွေနဲ့ပတ်သက်ပြီးအကူအညီတွေပေးအပ်နိုင်ဖို့ NASA ကဥက္ကဋ္ဌဟာမလ29ရက်နေ့လယ်ပိုင်းကအိန္ဒိယနိုင်ငံဝန်ကြီးချုပ် Mr. Narendra Modi နဲ့ဖုန်းနဲ့ဆက်သွယ်ပြောကြားရမှာအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ဒီလိုပြောကြားရမှာဥစွာအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကမိမိတို့အိန္ဒိယတနင်္ဂနွေလုံးအနေနဲ့ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့တဲ့ကြောက်မက်ဖွယ်ဆိုးရွားတဲ့ငလင်လှုပ်ခတ်ခဲမှုသတင်းကိုကြားသိခဲ့ရတဲ့အတွက်အိန္ဒိယနိုင်ငံသားတွေအားလုံးအနေနဲ့မြန်မာနိုင်ငံရဲ့ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအပေါ်များစွာကြေကွဲဝမ်းနည်းရကြောင်းပြောပါရစေ။ အဲ့နောက် NASA ကဥက္ကဋ္ဌကအခုလိုမိမိတို့နိုင်ငံနဲ့ပြည်သူတွေအတွက်ဝန်ထမ်းကြောင်းပြောကြားပေးတာကြောင့်မြားစွာကျေးဇူးတင်ဝမ်းမြောက်ကြောင်းအိန္ဒိယနိုင်ငံပြည်သူတွေရဲ့စာနာထောက်ထားမှုတွေအတွက်လည်းမြားစွာကျေးဇူးတင်ရှိကြောင်းပြောပါရယ်အဲ့နောက်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းရာနိုင်ငံတော်ဝန်ကြီးချုပ်ကအခုတော့ထပ်မံလှုံ့ဆော်မှုမရှိတော့ပါဘူး သို့တော်လည်းပဲ follow up လုပ်တဲ့ငလင်ငလေးတွေတော့လှုပ်ပါတယ်။အခုငလင်အတေးကဗဟိုချက်လုပ်ခဲ့တဲ့မန္တလေးမြို့ကိုကျွန်တော် ရောက်နေပါတယ်။လက်ရှိသေဆုံးသူ1200ယောက်ရှိပါတယ်။ထိရန်ရတဲ့သူ2400လောက်ရှိပါတယ်။ပျောက်နေတဲ့သူတွေတော့ရှိနေပါသေးတယ်။တိုက်တွေကြားထဲမှာပြီးနေတဲ့သူတွေပျောက်နေတဲ့သူတွေတော့ကျန်ပါသေးတယ်။ဒါရီလဲကျွန်တော်တို့ကေတင်ရင်းလုပ်ငန်းတွေလုပ်နေပါတယ်။ ဒီထက်ပိုနိုင်မှုအလားလာတော့များပါတယ်။အဖြစ်အများဆုံးကတော့လက်ရှိကျွန်တော်ရောက်နေတဲ့နေရာကအများဆုံးဖြစ်ပါတယ်။အဆွေတော်ရဲ့အခုလိုအပြေးစကားပြောတာရင်သတင်းဌာနတွေမှာလည်းအဆွေတော်တို့ဘက်ကနေပြီးကယ်ဆယ်ရေးပစ္စည်းတွေနဲ့လူတွေလွတ်ပြေးဆိုတာကိုလည်းသိရတဲ့အတွက်ကျွန်တော်အားရှိပါတယ်။ကျွန်တော်တို့ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းတွေအထက်အထားပြီးလုပ်နေပါတယ်။လမ်းဘန်းဆက်သွယ်ရေးပြတ်တောက်တာတွေကိုလုပ်နေပါပြီ။ရန်ကုန်နေပြည်တော်နဲ့မန္တလေးတို့ဆက်သွယ်ရေးလမ်းကြောင်းပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကိုလုပ်နေပါပြီလို့ပြောပါရတယ်။အဲနောက်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က အခုလိုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးအသေးစိတ်ရှင်းလင်းပြောကြားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းအစီအတော်တို့အနေနဲ့လက်ရှိကာလမှာခက်ခက်ခဲခဲရင်ဆိုင်ကြော်ဖြတ်နေရတာကိုနားလည်သဘောပေါက်ကြောင်းမိမိတို့အိန္ဒိယနိုင်ငံမှာလည်း2000ခုနှစ်ကအလားတူပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရကြောင်းဒါကြောင့်လက်ရှိကာလမှာလူအသက်တွေနဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တကယ့်ကိုခက်ခဲတဲ့အခြေအနေကိုကြော်ဖြတ်နေရတာကိုမိမိအနေနဲ့အပြည့်အဝနားလည်ပြီးမိမိတို့အနေနဲ့မြန်မာနိုင်ငံသား သားတွေနဲ့အတူတကွစာနာထောက်ထားမှုအတူရှိနေပြီးအစီတော်တို့နဲ့အတူအခိုင်အမာရည်တည်လျက်ရှိကြောင်းပြောပါရယ်။အဲနောက်ဆက်လက်ပြောကြရမှာမလ30ရက်မနက်ပိုင်းမှာအိန္ဒိယနိုင်ငံကကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်ထားတဲ့လင်းရင်ဟာမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီးဖြစ်ပြီးလာမယ့်ရက်တွေမှာလည်းမြန်မာနိုင်ငံဘက်ကလိုအပ်တဲ့ကူညီမှုတွေကိုဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အခုလိုကုညီကယ်ဆယ်မှုတွေကိုဆောင်ရွက်ရမှာမိမိတို့နိုင်ငံမှာအသင်းစုဖွဲ့ထားရှိတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေဆေးကုညီပေးရေးအဖွဲ့တွေကိုလည်းမြန်မာနိုင်ငံကိုစွန့်လင်စွာဆင်လွတ်ပေးသွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံဘက်ကလိုအပ်ချက်တွေကိုမိမိတို့ထံအသိပေးအကြောင်းကြားပြီးအိန္ဒိယနိုင်ငံအနေနဲ့ဖြစ်နိုင်သမျှအကူအညီတွေအလုံးကိုပေးအပ်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံအနေနဲ့အခုလိုအခက်အခဲတွေကိုဖြတ်ကျော်နေချိန်မှာအိန္ဒိယနိုင်ငံအနေနဲ့မြန်မာနိုင်ငံနဲ့အတူတကွရှိနေတာကိုထပ်မံပြောကြားလိုကြောင်း အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံနဲ့ညီရင်းအကိုနိုင်ငံတွေဖြစ်တာကြောင့်မြန်မာနိုင်ငံရဲ့လိုအပ်ချက်တွေကိုမိမိတို့အနေနဲ့ကုညင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းအဆွေတော်နဲ့မကြာမီအချိန်ကာလအတွင်းတွဲဆောင်ဆွေးနွေးနိုင်မယ်လို့မျှော်လင့်ကြောင်းလည်းပြောပါရစေ။ အဲနောက်နာဆာကအခွက်ထားကအခုလိုကုညီဆောင်ရွက်ပေးမှုတွေနဲ့အားပေးမှုတွေအတော့များစွာကျေးဇူးတင်ရှိကြောင်းမကြာမီကာလအတွင်းအစိုးရဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးနှစ်နိုင်ငံအကြားဆွေးနွေးဖို့ကိစ္စရပ်တွေကိုဆွေးနွေးနိုင်မယ်လို့ယုံကြည်ကြောင်းအခုလိုအားပေးကူညီမှုတွေအတွက်ကျေးဇူးတင်ရှိတာကိုထပ်လောင်းပြောကြားလိုကြောင်းပြောကြားခဲ့တယ်လို့သိရပါဗျာ။